ဆရာကြီးဇေယရဲ့စာတလေးအီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။ဒီပိုင်းမှာတော့တပ်ပုံမှားတရားဖြစ်ဆိုတာလေးကိုတင်ဆက်ချင်ပါတယ်။မြည်သည့်ဘာသာစကားနိုင်မစို့အခရာခွဲထားတပ်ပုံတန်ညုံ ပါရဝဲကြမန်ကန်ကြနာမှတာလေစကားအနဲ့အတိတ်ပဲမှန်သည်။စကားမှန်မှတရားမှန်သည်။တရားမှန်မှလူတို့ဘေးရန်အန်ဒရယ်ကင်း၍ရက်တည်နိုင်သည်ထို့ကြောင့် စာပေရေးသားကြရာ၌တပ်ပုံတန်ညုံစသည်တို့ကို အထူးပင် စောင့်ရှောက်ကြသည်ယခုခေတ်တွင်တပ်ပုံတန်ညုံစကားအသုံးနှုန်းစသည်တို့ကိုများစွာလေ့လာကြတော့လေတပ်ပုံတန်ညုံအေးသားမှားယွင်းလင်အပြစ်တင်ဆိုညင်းခုံပြုလုပ်ကြသည်မှာတပါတရားရုံးကဆုံးဖြတ်ပေးရခြင်းမရှိချေရှိကမူကတပ်ပုံတန်ညုံအေးသားမှားယွင်းချွတ်ချော်လင်အကြီးအကျယ်ရေးယူခြင်းခံရထက်လေသည်ဤသို့တပ်ပုံမှားယွင်းမှုကြောင့် အမှုခင်းဖြစ်ပွားခဲ့ရခြင်းများနဲ့ဘိုးတော်ဘုရားလက်ထက်ဖြစ်ပွားသောအမှုတမှုမှာမှတ်သားဖွယ်ကောင်းနေသည်ဘိုးတော်ဘုရားလက်ထက်တက်ဂရီ1160ပြည့်နှင့်ယူရီးယားတို့စစ်ချီရာမြန်မာတပ်များနှင့်အတူမိုးမိတ်စော်ဘာတက်လဲလိုက်ပါရလေသည်တက်မတော်ကြီးကြီးတက်ရာတောင်ငူမြို့မြောက်ဘောင်လုံးမြင့်နာသို့ရောက်၍စကန်းချရက်ကြစဉ်တွင်မိုင်းလုံးစားကမိုင်းလုံးမျိုးသို့စားပေးရမည်ဆင့်ဆို၍စည်ရင်ငသားသူသူက မိုင်းလုံးတခင်အရှင်စောဘအမိန်တော်ရှိသည်ဟုအမိန်ကိုနာငယ်တက်ဖြင့်မတက်ဘဲမတက်၍ရေးလျာဇေယင်ကလေးဆိုသူက အမိန်ကိုမတက်၍မရေးရနာငယ်တက်၍ရေးရမည်ပြောဆိုရာမှအငင်းခုဖြစ်ကြရာထောင်ပုတ်ရိုင်းနှက်ခတ်ရန်ဒေါသဖြစ်ကြလေဒုဒုခတ်ရန်ဖြစ်ကြ၍အမှုဖြစ်လေသည်ထိုမှုကိုမိုးမိန်မင်း၏ဘာကြီးတော်ထံသို့တင်ပို့ရာဘာကြီးတော်က ပြင်မာရင်အကြောင်းအရာများကိုစစ်ဆေး၍အောက်ပါတိုင်းစီရင်ချက်ချလေသည်မုံမိတ်မင်းဤဘာကြီးတော်စီရင်ချက်တက်ဂရစ်1160ပြည့်နှစ်ရိုးရရသူအသိအယူအောက်ရေကြီးခန်းနန်းတော်ရောက်ရွှေဆက်တော်ဖြန့်ချီတော်မူသည့်ကာလမုံမိတ်မင်းကို ရှေ့တက်ခန့်တော်မူ၍ခြိတက်သည်တောင်ငူမြို့မြောက်ပေါင်းလောင်းမြေနာတက်စကန်းတွင်တက်ပါတက်မှုမိုင်းလုံးမျိုးစားဤစည်ရင်ငါသားကကျွန်တော်ကိုမိုင်းလုံးမျိုးစားက မိုင်းလုံမျိုးသူစာပေးရမည်ဆင့်ဆို၍မိုင်းလုံအရှင်သခင်စောဘအမိန်တော်ရှိသည်ဇာကောင်းတက်၍ရေးမည်ကိုစေရင်ကလေးကအမိန်တော်ရေးသည်မအက်ခရာကို လုံးကြီးတင်ပြီးလင်မတက်အောင်မြင်နေရေးသည်ကိုမအက်ခရာမတက်သင့်နသာတက်သင့်သည်ပြောတော်ကြောင့်ညင်းဆန်မိသည်တွင် ကျွန်တော်ကိုစေရင်ကလေးလက်ရောက်အနာအချင်းထောင်းတက်ခဲ့သည် ဆိုချက်ကို ငလေးကစည်းဖြစ်လျက်အသက်မမှန်တော့ကြောင့်ပြောရသည်ကို မနာမယူနေသည်ဒါမကကျွန်တော်ကိုငဆနေပဲဆိုတော့ကြောင့်စိတ်မှန်အလိုက်ထောင်းတက်မိပြီအစိတ်ခံဒီစကားနှစ်ရပ်ကိုထောက်၍ဆက်ကြရင်ရှိသူ မိုင်းလုံးမတ်ဆိုင်ကင်းမိုင်းဆိုင်ငဝါဥခန်းကီဆိုင်ကွန်ခန်းဥရူကိုမေးလင်စေးအတက်မမှန်ဆိုသောကြောင့်ငတာကငလေးကိုငဆနေမဲဆိုသောကြောင့်ငတာကိုငလေးထောင်းတက်သည်ကိုကြားကြောင်းမြင်ကြောင်းနှင့်ထွက်သည် လက်ဦးစကားကိုတရားနှင်ထား၍ဇရေးပြုလုပ်သူတို့သည်အသက်အပင်အရင်စသည်တို့ကိုနှလုံးထားသင့်သည်ရှမ်းတို့ဒေသအရမ်းမှာမြမဝင်ရောက်၍ဇရေးလုံကြသည်မိုင်းလုံမျိုးစားကိုမိုင်းလုံအရှင်တကင်းစောပါကြီးအမိန်တော်ရှိသည်ဇာကောင်းတက်သည်မှာမိုင်းလုံမျိုးစားသည်စောပါမဟုတ် တက်ပောင်းမျိုးစားမြသာဖြစ်သည်ကိုစောပါကြီးရေးသည်မှာ ကိုယ်အရှင်ဖြစ်၍အထုမဆိုးသာ အမိန်တော်ရှိသည်ဆိုသောစကားကိုသာအသက်မမှန်ပြောဆိုသင့်သည် စတုဓမ္မသာရ၌ချိုလေးသာအိတ်ဤသို့မိတ်ထိန်ထိန်အံ့ဝဲစသည်ဖြင့်ဆက်ဆိုသည် စိန်နကြောသူတပ်ပုံ၌ချိုလေးတန်အိတ်နှုတ်တော်မိတ်ထိန်ထိန်ကြောတန်ဝေနာတတင်မြင့်ရင်းနီးစစ်အတိရတဲ့စီရင်းဒီအပထူး၍ရလူများခေါင်ကြုံနေအင်္ဂါမချို့ဆုံးပြုတ်ပြုတ်ငါတို့စရာပဲဟူ၍နတ်သက်မတင်အမြင့်ဒီသာရှိချောင်းကိုဆိုသည် ငလေးကငသာကိုအတက်မမှန်ဟုဆိုသည်မှာဆိုသည်သည်ငသာကငဆနင်တင်ဆို၍ထောင်းတက်သည်မှာလက်အောင်စည်ရင်းစည်းကြီးတပြည့်လည်းမဟုတ် လူရည်လူချင်းဖြစ်ကြသည်နှောက်လွန်နှင့်လက်လွန်ကိုလက်လွန်တရားရှုံးစီမှာဆိုသည့်အတိုင်းအစုမဲ့ကျုံ30ရောစီတရားကိုခံစီစီရင်သင့်သည်တွင်တစကံလန်းကြီးဖြစ်သည် အပြည့်အယောတရားခံရန်များကိုလက်စီနောင်မဝင်အောင်ငလေးကို ရာဇဒန်ဆယ်ချက်ခတ်၍ လွတ်စေဟူ၍1160ပြည့်ဒေါ်လာစန်း2ရက်နှင့်မုံမိန်မင်းဘာကြီးတော်စီရင်သည်လက်ဖက်မပေးလက်စီအထက်ပါငသားနှင့်ငလေးတို့အဖို့ဖြစ်ပွားရပုံအရင်မြစ်ကိုကြည်ရခြင်းအပြင်ရှေးခါကအေးသားမရင်ချွတ်ချော်မရှိရအောင်မိမြကယူဆိုင်ကြရသည်ကိုသိသာနိုင်ပေသည်ထို့ကြောင့်အဆက်အသက်တည်ကြအောင်မင်းဆက်ဆက်လွတ်တော်ရုံတော်များကတတ်မှတ်ပေးထားပြီးလင်တတ်ပန်ထားသည့်အတိုင်းလိုက်နာစေလေသည်မြည်သည့်ကျန်းကမြည်သို့ဆိုသည် မည်သည့်ဆရာကမည်သူဆုံးဖြတ်သည်ရှေးကျောင်းစာများ၌မည်သူရေးသည်စသဖြင့်တရားတော်မျိုးစင်ကြီးကံ၍ကွဲကွဲပြားပြားရေးကြသည်ကိုလက်မခံခြင်းမင်းတို့မင်းတရားကြီးလက်ထက်သာသနာ့ဘက်ဆိုင်ရာဆရာတော်ကြီးများကနန်းတော်သူစာသွင်းသည့်အခါမြန်မာကိုနှက်သက်မရေးပဲဓမ္မဝိကျောင်းပါဠိဘာသာ ရေးထုံးရင်းဤကိုလာ၍မရရဲ့မနှလုံးစင်ရေးချမြန်မာဟု၍ရေးသားကြရအပြင်ပါ၌ ဆရာတော်များကျိုင်းနေတရားကိုရည်တော်မူကြပါနန်းတော်တို့တွင်သည့်စာများနိုင်မူကနန်းတော်လွတ်တော်များ၌ပြထန်အသုံးပြုသည့်အတိုင်းမရရဲ့နာတာမြန်မရေချာမမြန်မာဟုနတ်တက်နှင့်ရည်သားတော်မူကြပါဟုလျှောက်ထားကုန်၏သည်လွတ်တော်ဆိုသည်မှာမြပါမင်းတို့လက်ထက်လွှတ်ယုံ၅ရက်တွင်အမြင့်ဆုံးဖြစ်သည်နှင့်လျော်စွာတရားစီရင်ခြင်းမိန့်တော်ထုတ်ပြန်ခြင်းနိုင်ငံသားနှင့်ဆက်ဆံခြင်း နိုင်ငံတော်အတွင်းရှိအဝေးမြို့ရွာစော်ဘွားမြို့သားများနှင့်ဆက်ဆံခြင်းစသည့်နိုင်ငံတော်၏တာဝန်များကိုဆောင်ရွက်ရခြင်းသာမကဥရေပိုင်းခြားပြဌာန်းမှုကိုလည်းဆောင်ရွက်ရသဖြင့်လွှတ်တော်ရေးသားများမှအနှက်အိပ်ပဲနှစ်ခွမထွက်ပိုလိုမရှိ လုံရင်းကိုတည်တည်ကြကြဖြစ်အောင်အက္ခရာခွဲထားဓာတ်ပုံတန်ညွန့်အရေးအပင်ပါရဝတ်ကြမှာစ၍အလွန်တည်တက်မှန်ကန်အောင် ပြဌာန်းထားရှိ၍တည်တက်မှန်ကန်အောင်ရေးသားကြရလေသည် ရှင်းလွှတ်တော်မှာရေးသောစာများမှာ မိဖွယ်ဆိုးရဖြစ်အောင် စကားအုံုံခန့်ညားသည့်အပြင်တပားစာများကဲ့သို့အနှုံအဖွဲ့အလင်္ကာရသဘော အပုံမူမပါရှိစေပဲဖြောင်ဖြောင်တန်တန်တိတိကျကျရေးလေရှိသည့်ထို့ကြောင့်လွတ်တော်မှရေးသောစာများမှာခေအလျောက်ရှိကြသည်ဟုဆိုရသော စကားအုံုံများပါရှိသည့်အတိုင်းဖြောင်ဖြောင်စင်စင်နှင့်ရှင်းရှင်းကြီးများဖြစ်ကြသည်ဥပမာအားဖြင့်ယခုခေတ်ကာလရေးသားတိုင်းဆိုရင်မောင်ဖြူသည်ကျွန်တော်မ၏အိမ်တွင်သို့ကျူးလွန်ဝင်ရောက်၍ ကျွန်တော်မအားဆဲဆိုပြီးလင်ဒံရတန်ချက်ရရှိရာရိုက်နေပါသည်ဟုရေးကြသည်ဖြစ်ရာလွတ်တော်နိုင်မှုကမောင်ဖြူသည် ကျွန်တော်မအိမ်တွင်ကျူးလွန်ဝင်ရကျွန်တော်မအားဆဲဆိုနာကျင်အောင်ရိုက်နေပါသည်ဟု၍ဤတို့ဤစသည်စကားများမပါစေပဲတခုနှင့်တခုဆက်၍ဆက်၍ရေးသားလေသည်မြန်မာနိုင်ငံသို့အင်္ဂလိပ်များဝင်ရောက်ခါစားကအင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသောဥပဒေများကိုမြန်မာဘာသာသို့ပြန်ဆိုရေးသားရ၌ လွှတ်တော်ရင်းနှီးကိုအထူးကိပြု၍လိုက်နာရေးသားကြသဖြင့်စောစောပိုင်းကဘာသာပြန်သောဥရီများကိုဖတ်၍နားလည်လွယ်လေသည်အင်္ဂလိပ်စာလုံးဝမတတ်သောအစိုးရရာရှိတရားသူကြီးရှေ့နေရှေ့ရများသည်ဒိုဘာသာပြန်ချက်များကိုလက်ကမ်းပြုကာရှောက်လဲစီရင်နိုင်ကြသည်သို့သောနောက်ပိုင်းသို့ရောက်လာကြသောအခါလွတ်တော်အုံနှုံများကိုလိုက်နာခြင်းမပြုကြဘဲတယောက်တစ်မျိုးအုံနှုံရေးသားကြသည်ဖြင့်မြန်မာစာပင်ဖြစ်တော်လဲမြန်မာများဖက်၍နားမလဲ အဘိဗေမရှင်သောဘာသာပြန်ဥပဒေများပေါ်ထွက်လာလေသည်ဤသို့ဖြစ်ရခြင်းကမြန်မာစာရေးသားမှုအစဉ်တန်းရုပ်ရွနှိမ်ချစေသည့်အကြောင်းတစ်ကြောင်းဖြစ်လေသည်ထို့ကြောင့်ယခုကဲ့သို့တပ်ပုံတန်ညွန်စသည်တို့၌တကြောင်းတကားသာလျော်တပုတ်စံဖြစ်၍မနေစေဘဲအခြားတိုင်းကြီးပြည်ကြီးများမှာကဲ့သို့တစင်တဲ့ပြထမ်း၍တမျိုးတည်းလိုက်နာရေးသားနိုင်ကြရေးကိုအထောက်သင်လှပေးသည်။နောက်တစ်ပုတ်ကတော့စာနဲ့ငါးစရာလေးကိုဖတ်ပြခြင်းပါတယ်။များမကြမီက အင်္ဂလိပ်ဘာသာစာပေတမိုင်းမှာထင်ရှားကျော်ကျော်သောဒေါက်တာကျွန်စင်ရဲ့စာပေစုစာအုပ်တို့ကိုဖတ်မိပေသည်ထိုစာအုပ်၌ဒေါက်တာကျွန်စင်ရေးသားခဲ့သောစကားပြေနှင့်ကြံပြများစွာတို့အနက်မှကောင်းလို့ရရာတို့ကိုရွေးချယ်တည်တံ့၍တစ်ဆောင်တစ်ဖွဲ့ပြုလုပ်ပုံနှိပ်ထားလေသည်စာအုပ်ကိုပြုစုသူအယ်ဒီတာကဤစာအုပ်၌ဒေါက်တာကျွန်စင်၏ထုတ်ပတ်ဤကိုထည့်သွင်းပြသခြင်းမပြုလိုပေသို့သောထိုပုဂ္ဂိုလ်ကြီး၏အကြောင်းကိုမသိဘဲသူ၏စာပေများကိုမဖတ်ထိုက်ချေထို့ကြောင့်ဒေါက်တာကျွန်စင်နှင့်ပတ်သက်၍ သူ့ထုတ်ပတ်တီကိုဖတ်ပြီးမှသူ့စာပေကိုဖတ်တင်သည်သို့မှဒေါက်တာကျွန်းစင်စာပေအတိန်နဲ့ကိုတည်၍အရသာပေါ်မည်ဟုပါကြားထားလေသည်စာပေဖတ်ရှုလေ့လာမှုနာဤစကားမှန်သည်စာပေဖတ်ရှုရ၌ချုပ်အပြင်ရေးသားထားသောစာပေသည်သာလျှင်အရေးကြီးသည့်ဖြစ်သောကြောင့်ရေးသားသူနှင့်မဆိုင်ဟုထင်ပေါ်ရရှိလေသည်သို့သော စာပေကိုရေးသားသူရှိသည်ဟုလူကပြုစုသည်ဟုသောအချက်ကရှိနေပေသည်ထို့ကြောင့်ကျွန်တော်တို့ဖတ်ရှုနေသောစာပေသည် ကိုယ်ပိုင်ဉာဏ်ဖြင့်တည်ထွင်ရေးတာထားသောစာဖြစ်စေကိုယ်ပိုင်ဉာဏ်ဖြင့်တည်ထွင်ရခြင်းမဟုတ်ဘဲဘာသာပြန်မျှလောက်ပင်ဖြစ်စေလူပြုသောကြောင့်လူ၏ဩဇာရတာသည်စာပေါ်၌တင်လျက်ရှိလေသည် ကိုယ်ပိုင်ဉာဏ်ဖြင့်တည်ထွင်ထားသောစာ၌မူကားရေးသူ၏စိတ်ကူးရေးသူ၏အကြံရေးသူ၏အမြင်များသည်စလုံးတိုင်းစလုံးတိုင်း၌ဝင်နေသောကြောင့်စာရေးစရာဒီပင်လင်စာဖြစ်၍နေလေသည်ဘာသာပြန်များ၌လဲကိုပိုင်ဉာဏ်ဖြင့်တည်တွင်ခြင်းမဟုတ်စေကမူ အတိတ်ပဲယူဆပုံစကားအသုံးနှောင်းပုံမှစ၍ဘာသာပြန်ဆိုရေးသားသူဤရုပ်ပုံသည်ထင်၍ကြံရိတ်ခဲ့လေသည်ဥမာအားဖြင့်ပါဠိတော်များကိုနေတ္တယပြန်ဆိုထားခြင်းမျိုးမျိုးရှိပေသည်ထို့သောပါဠိတော်တစ်မျိုးတည်းပင်နေတ္တယပြန်ဆိုသည်ဤချင်းမတူချင်းတဆရာတမျိုးဖြစ်ပေသည်စကားတလုံးတလုံးဝါကြတပိုက်တပိုက်မှာပင်အနံ့အိတ်ပဲကောက်ယူပုံခြားနာခြင်းများရှိတတ်လေသည် ကျွန်တော်တို့မြန်မာစာပေတွင်လည်းစာကုမဖတ်မီစာရေးသူအကြောင်းကို သိရှိထားရန်အရေးကြီးသောစာပေများရှိသည်ရှေးခေတ်ကဆိုရင်ရှင်မဟာသီလဝင်သရှင်မဟာရထသာရရှင်တေဇောသာရရှင်ဥဒ္ဓမကျော်နတ်ရှင်နောင်စသောစာဆိုပုဂ္ဂိုလ်ကြီးများ နောက်ခေတ်တွင်ဥပုံညရောမင်းကြီးဥဖိုလ်လိုင်းစသောပုဂ္ဂိုလ်ကြီးများ၏အကြောင်းကိုကနားလည်ဖို့ရလိုလေသည်ရှင်မဟာရထသာရနှင့်ရှင်မဟာသီလဝင်သား ရှင်မာရထသာရနှင့်ရှင်မာတိလဝင်သာပုဂ္ဂိုလ်ကျော်များသည့်တခိတ္တဖြစ်သည်ပြုတ်လင်္ကာများကိုအတူတူပင်ဆိုကြသည်သို့သောထိုနှစ်ပါးဤစာများကိုကြည်လင်များစွာကွာခြားသည်ကိုတွေ့ရပေသည်ရှင်မာတိလဝင်သာဤစာများသည်ကျမ်းဂန်ကိုအထူးပြီး၍ရေးသားသည်တပ်ပုံတန်ညုံကိုဗရာဏမပြု အနတ်အဓိပ္ပာယ်ကိုသာအယလူ၍ဆိုသည်ရှင်မဟာရထသာရမူကတပ်ပုံတန်ညုံအဆက်ဟန်ကြီးသည် စကားပြေပြင်းမှုကိုပို၍အလေးထားသည်ပုံကုတ်ချင်းရည်သူဖြစ်ပါလေအဲကြောင့်ဤသူကွဲပြားနေကြသည်။ရှင်မဟာသီလဝင်သားကတောင်တွင်းကြီးမှအင်းဝသူလာသူဖြစ်သည်။ရှင်မဟာရထသာရမူကအင်းဝ၌ပင်မွေးဖွားအင်းဝတွင်ပင်စာပေတင်ကြ၍ထီနန်းတွင်ကြီးပြင်းသူဖြစ်သည်။ဤချက်ကိုသိလျင်အဲကြောင့်စာချင်းကွဲပြားနေသည်ကိုသိနိုင်ပေသည်။တပားကအဲကြောင့်ဤသူသောအမြင်ရှိ၍တပားကအဲကြောင့်ဤသူသောသဘောပါသည်ကိုသိရှိလျက်ပုံကုတ်ကြီးနှစ်ပါးဤစာပေရတာကိုပို၍ လေးနက်စွာခံစားနိုင်လေသည်ရှင်တေဇောတာရာနှင့်ရခိုင်မင်းသမီးရှင်တေဇောတာရာသည်ရခိုင်တွင်နေထိုင်ခြင်းကရခိုင်မင်း၏သမီးတို့အားချစ်စကားကြိုက်စကားရီးစားစွာရတုရေး၍ပေးလေသည် ရခိုင်မင်းသည်လင်ဒီကိုရာကိုနန်းတော်၌ကြာရှည်စွာထားလင်ခရကြီးရဲ့အောင်မြင်၍အင်းဝသူအမြန်ပြန်ပို့သည် အမှန်မူကားရှင်တေဇောတာရာသည်ရခိုင်မင်းသမီးတို့ကိုချစ်ကြ၍မဟုတ်ပေ ရခိုင်တွင်ចောင်းထိုင်ရသည်ဘာမပြောပါ၍အင်းဝသို့ပြန်လိုသောဆန္ဒရှိရာအချားနီးဖြင့်မြန်မြန်ပြန်ခွင့်မရ၍ပြည့်ရစင်ချင်းမြသာဖြစ်ပေသည်ဤသို့ဖြစ်ကြောင်းစကားစဉ်ရှိသည်သာမကရခိုင်မှအင်းဝနေပြီးတော်ရှိ၎င်း၏ဆရာတော်ရှင်မဟာရထသာရထံသို့ပြန်လည်ပြေးပို့သောမေတ္တာရရု၌ကောင်းစွာထင်ရှားလျက်ရှိသည်ဤကြောင့်မတိလင်ရှင်တေဇောသာရာအားတော်တော်ခက်တဲ့ဖုံးကြီးဟုအောက်မေ့ဖွယ်ရာသာရှိပေသည်တိသောအခါမူကာ ဒေါ်ပုတ်ကိုကြီးစိတ်ဓာတ်ထက်မြက်ပုံသည်ထင်ရှားလာလျက်၎င်း၏စာများသည်အိဗယ်ပုံမူလေးနှင့်လာလေသည်တခါကရှင်မာရထသာရပုတ်ကိုကျော်ပြည်သို့ရောက်လာပြီးရေးသားထားသော ထောင်တဲတွန့်ရထုကိုကြည့်ပြီးလင်ပုတ်ကိုသူကရှင်မာရထသာရ၏အကြောင်းကိုတိကျစွာမသိသဖြင့်ရှင်မာရထသာရသည်ငယ်ပြူမဟုတ်တော်ရွတ်ဖြစ်သည် တော်ရွတ်ဖြစ်သောကြောင့်သူ့ဤစာကိုချီးထားသော ထောင်တဲတွန့်ရထုကိုကြည့်ခြင်းဖြင့်တိသာသည်ဟုပြောမှားခဲ့ဘူးလေသည် ရှင်အုတ်တမကျော်ရှင်အုတ်တမကျော်သည်ဆက်ဆက်နှစ်လီချီသောဒေါ်လာ ရတုကြီးတစုံသားလင်ရေးခဲ့သည်တစုံဆိုလင်ဆိုသလောက်ကောင်းပေထူပေသည်ထိုရတုကြီးကိုပြန်နိုင်သူရှိကလည်းမပေါ်ခဲ့ဘူးနောင်တွင်လည်းမပေါ်တော့ကြမြမစာပေသမိုင်း၌တောင်ထွက်ကြီးတပွဲမမကြီးဒီလျက်ရှိသည်ရတုကြီးတစ်လျှောက်လုံးစကားအလုံးတိုင်းအလုံးတိုင်းစိန်တောင်စိန်သွားများခဲ့သူဂျွန်ထက်တောက်ပြောင်လျက်ရှိသည်ထိုခေတ်ကရှင်မာတီလဝင်သားစသောပုံကိုကျော်များ၏ လအတုံးကိုလူကြိုက်များနေသည်ကိုအရွယ်တား၍ဘလူးသွားကိုလက်ဖြဲသည့်မုတ်ဆိုးဂျုံကလက်ချောင်းဒီစသဖြင့်ရွတ်တွတ်တွတ်ရေးခဲ့လေသည်ဤသို့ထူးချွန်ပုံရရင်ပုံများကို ရှင်အုတ်တမကျော်၏အထုပ်ပတ်တီကို မသိလင်အရသာပေါ်သင့်သလားပေါ်မည်မဟုတ်ချေနတ်ရှင်တော်ဤစာတော်နတ်ရှင်တော်ယရုစာတော်များသည်ခက်လဲခက်သည်နက်လဲနက်သည်၎င်းစာတော်စုကို ပြန်နိုင်သောအခြားစာစုမြန်မာစာပေသမိုင်းတွင်ရှိကောင်းမည်မထင်မိချေ စွပြန့်ပွဲအောင်ချီရုနိုင်ညာရန်ပွင့်ချက်ဖြူလက်ပလဲဇောတာဆွဲလျက်ဖြစ်ခဲစင်းဝါပန်းထွက်ချာကိုဟူသောအပိုက်ကိုအချို့ကဆွဲတော်အချို့ကမြသပိတ်တကြမြင်စုဖျားတရိယာတတ်တော်စသဖြင့်မျိုးမျိုးယူခဲ့ကြလေသည်သို့သောယခုတိုင်ထိုပိုက်သည်မိရိယာကိုဆိုသည်ဟုအေကံမောက်ချမဖို့ထုံနိုင်ရှိလေသည်နတ်ရှင်နာ၏အကြောင်းကိုကျွန်ုပ်တို့သိတံသလောက်သိသည်သို့သောအလုံးစုံမသိရချေ အလုံးစုံသာသိရပါမူကားအဆိုပါအပယိထိပဲကိုဧကံမုတ်ချဖော်ထုတ်နိုင်ကြမည်ဖြစ်ပေသည်ဤချက်များကိုကြည်လင်အထုပ်အဖျင်သာသာလင်ဗရာဏဖြစ်တော်လဲစာနှင့်စာရေးစရာဝါလူသည် အခွဲအခြားမရှိတပားရဲဖြစ်သည်ကိုကောင်းစွာသိရပေသည်စာရေးစရာသည်မိမိနှင့်လုံးဝမဆိုင်တပားအကြောင်းကိုမြည်တို့ပင်လွတ်လွတ်ကျွတ်ကျွတ်ရေးသည်ဆိုစီကမူစာရေးစရာသည်စာအတွင်း၌ပါဝင်နေပေသည်၎င်း၏မျက်နှာရည်သည်၎င်း၏သော စလုံးကလေးများပေါ်၌ထင်၍နေသည်စလုံးတိုင်းစလုံးတိုင်း၌စာရေးစရာ၏ငါငါဟုသောအတန်သည်ပေါ်ထွက်နေပေသည်ဤသို့ပေါ်နေခြင်းသည်ပင်စာပေ၏ရတာဖြစ်ပေသည်စာ၌ငါသာမရှိခဲ့ပါမူစာပေလောကကြီးသည်အသက်မရှိသောလွင်တီးကောင်ကြီးတစ်ဖွဲပြင်းဤဖွဲရာဖြစ်ပေလိမ့်မည်နောက်တစ်ပုဒ်ကတော့အလှနှင့်ရတ္တဖြစ်ပါသည်လူတို့၏စိတ်သည်တဘာဝအပြင်အလွန်ကျန်းသည် ထိုကြံတန်သောစိတ်ကိုသဘာဝ၌ရှိသောအလပကလေးများကနုညံ့ရင်ကျေးစေသည်ဟုပညာရှိတို့ဆိုကြသည် ထိုသဘာဝရင်းလာကလေးများကိုပညာရှိများကရတ္တဟုခေါ်ကြသည်ထိုရတ္တသည်ပင်လင် လူတို့အားကြံတန်ရိုင်းပြသောဘဝမှယဉ်ကျေးတိမ်မွေသောဘဝသို့ရောက်အောင်ပို့ဆောင်သောတတ္တိတုဖြစ်ပေသည်ထို့ကြောင့်ပညာရှိတို့သည်ထိုရတ္တကိုအထူးအလေးပြုကြသည်အထူးထူးကြံစားကြသည် လူတို့အကျိုးအလွန်ကကျန်းကန်အသီးသီးရေးသားပြတာထားခဲ့ကြပါသည်။စာကလေးတစ်ချောင်းကြပြားလေးတစ်ပုဒ်သည်စကားအားဖြင့်လှသည်အတန်အားဖြင့်လှသည်အတိတ်ပဲအားဖြင့်လှသည်ဤသို့လှခြင်းအားဖြင့်လူတို့၏စိတ်၌ဝင်စားသည်နှစ်သိမ့်စေသည်အငိမ့်သမားကလေးတစ်ယောက် လက်မြောက်၍ကသည်မြက်ကုံးကလေးချီသည်ကိုဟန်ကလေးချီရင်းသည်ဤအလှကလေးများသည် လူတို့၏စိတ်တွင်သို့ထိုးဝင်သည် နှစ်သက်စေသည်ပတိပပုစသောအမှုပညာရရတို့သည်လည်းဤနည်းနှင့် အလားနည်းဖြင့်လူတို့အားနှစ်သိမ့်စေနိုင်လေသည်ထို့မျှသာမကသည်တောကန်တောင်ကန်မိုးမြေရေလေမှဆ၍တဘာဝအခမ်းအနားတို့ကလည်းရတ္တကိုဆောင်လျက်စိတ်ချမ်းကိုနူးညွတ်ရင်ကျေးလာအောင်ကုညီဆောင်ရွက်ပေးလျက်ရှိပေသည်ရှေးကရွှေနန်းတော်ကြီးများ၌မင်းဧကရစ်များသည် တိုင်းပြည်အတွင်းပေါ်ထွက်သည့်အကောင်းဆုံးသောဆူတော်ကတော့ဝဲဆိုင်ရာဆိုင်အတီးပုံမျိုးမျိုးတို့ကိုနေညမပြတ်အုံတော်ခံစေသည်ပကြီးကျော်များကိုဆန်းဆန်းအကျဲကျဲ ဈေးဆုံရုပ်ဆောင်များရေးချယ်၍ခန္ဓာလှပစွာထားစေသည်ဤသို့ထားခြင်းကိုကျွန်တို့ကစီစဉ်ခံသည်ဟုဆိုကြသည် စီစဉ်ခံခြင်းဟုတ်တလားဟုတ်ပေသည်သို့တော့စီစဉ်ခံခြင်း၏နောက်ပိုင်း၌စီစဉ်ခံခြင်းထက်အရေးကြီးသောအကြောင်းအချက်များရှိပေသည်ရှေးကမင်းအေဂရစ်တို့မှလူတို့ကတင်မြောက်ခြင်းမဟုတ်ငါဘုံငါကံကြောင့်လောက၌အမြင့်ဆုံးဖြစ်သောမင်းအေဂရစ်ဖြစ်ကိုငါရသည်ဟုသော မာနတက်သည်ကတကြောင် အတန်ဦးစံပိုင်းအာနာကိုယူထားသည်ကတကြားအလွန်လင်းအာနာစုရှမျက်မှန်ကြည့်သောဘဝသို့ရောက်တတ်သည်ဖြင့်နူးညံ့သိမ်ဝေသောစိတ်ဓာတ်များဖြစ်ပေါ်လာအောင်အမြဲကူညီပြုပြင်ပေးရန်လိုလေသည် ထို့ကြောင့်စီစဉ်ခံတယ်လို့လို့နှင့်ရတ္တတတ္တိပါရှိသောအမှုပညာများဝန်ဝင်ထားရခြင်းဖြစ်လေသည်ဤရတ္တသည် လူကုန်မဆိုထားပြီးအလွန်ကြမ်းတမ်းရိုင်းဆိုင်သောတောစင်ရိုင်းကြချင်းသိစသည်တို့ကိုပင်နူးညံ့ပြော့ပြောင်းလာစေနိုင်သည်ဟု ညာရှိတို့ကရတ္တဤကုံတတိကိုကြီးကျူးကြပေသည်ခပြပညာဂီတပညာပတိပဘုပညာဇတပင်အစောကပညာတို့သည်ပစ္စည်းချင်းအတုံးချပုံချင်းနိဒာချင်းသာတစ်မျိုးနှင့်တစ်မျိုးခြားနာကြသည်ရတ္တအရာ၌မူကားတစ်မျိုးတည်းသာဖြစ်ပေသည်ဤသို့ရတ္တသည်အလွန်ရေးကြီးသောတတ္တိဒူဖြစ်သည်နှင့်လျော့စွာ ရှေးမင်းစီမဒေတာအိန္ဒိယပြည်ရှိပညာရှိကြီးများသည် အထူးအလေးပြုလျက်ခန္ဓာဆန်းကျယ်သောကျမ်းကြီးများကိုရေးသားပြုစုခဲ့ကြပေသည် သိပ္ပရှတရာအမည်ရှိသောကျမ်းကြီးတွင်ဗကြီဘဘုဘိတုကအစအုံစသည်တို့၌ရတ္တသွင်းပုံများကိုပြသည်နိစ္စရှတရာဟု၍၎င်းဘာရတရှတရာဟု၍၎င်းထင်ရှားသောကျမ်းကြီးတွင်ကာနိ64မျိုးနှင့်တကားဒုရိယာတိမောက်ပညာများ၌ရတ္တမျိုးမျိုးတို့ကိုပြသည်ဘာဒရရှတရာကျမ်းကြီးကိုအချို့ကဘာရတမုနိအမည်ရှိသောဆရာကြီးစီရင်ရေးသားခြင်းဖြစ်သောကြောင့်ဘာရတမည်သည်ဟုဆိုကြသည်အချို့ကမူကား ဗတလုံးရတလုံးတတလုံးဤအခရာသုံးလုံးကိုမှီ၍ဖြစ်သည်ဗသည်ဘာဝဟုသောစိတ်အနေထားကိုပြ၏ရသည် ရာဂရာဂိနီအမည်ရှိသောဒုတိယအတန်များကိုပြသည်တသည် တာလဟုသောစိဝါကိုပြသည်ဟု၍ယူဆကြလေသည်ပေရှနုဓမ္မုတရံအမည်ရှိသောကျမ်းသည်ပတိစေယိအတက်ကိုပြသည်ဤကျမ်းများမှာတက္ကရာဘာသာဖြင့်ပြူသောကျမ်းများဖြစ်ကြသည်ကြပြာလင်္ကာ၌ရတ္တကိုပြသောအလင်္ကာကျမ်းတို့သည်လည်းတက္ကရာဘာသာဖြင့်ပင် များစွာရှိကြလေသည်ပါဠိဘာသာနှင့်မူကားအလင်္ကာကျမ်းဟုအများခေါ်ဆိုကြသောသူဘောဓာလင်္ကာယကျမ်းတစ်ဆောင်ရှိပေသည်မြန်မာပြည်တွင် တက္ကရာဘာသာအလေးအကျဉ်းနဲ့ပါလျက်ပါဠိဘာသာကိုသာလင်လေ့လာသင်ကြားကြခြင်းကြောင့်ထိုလင်္ကာကျမ်းတစ်ဆောင်ကိုသာလင်လေ့လာကြရလေသည်။ပကြင်းနှင့်ဆိုင်သောကျမ်း၊ဘဘုနှင့်ဆိုင်သောကျမ်း၊ပယံနှင့်ဆိုင်သောကျမ်း၊ဇသဝင်းဆိုကနှင့်ဆိုင်သောကျမ်းဟု၍အထူးခြားမရှိသောကြောင့်အိန္ဒိယပြည်မှာကဲ့သို့ကြဲကြဲပြန့်ပြန့်ဆုံဆုံလင်လင်လေ့လာရခြင်းမရှိချေ။သို့သောအတက်ကပြဆိုခဲ့သည့်အတိုင်းရတ္တယာ၌အတက်ပညာမျိုးမျိုးတို့တွင်ကွဲပြားခြားနားချက်မရှိတမျိုးတည်းသာရှိသည်ဖြင့်ကြပြာလင်္ကာနှင့်သာသက်ဆိုင်သော ဤလင်္ကာကျမ်းကို ကြည်ကာမြဖြင့်အခြားသောပညာတို့အတွက်လည်းတစ်ချက်တည်းပြည့်စုံစေတော်သည်ရတ္တဤသဘောတူညီချက်များအိန္ဒိယနိုင်ငံ၌ကာလီဒါသဆရာကြီးရေးသားခဲ့သောတကုံဒလပြဆက် မေဃဒူတာကဗျာရိတုတန်ဟိတာကဗျာတို့၌ပါရှိသောရတ္တသည်အာဇနာလိုင်းကူများ၌နှစ်ပေါင်းတစ်ထောင်ကျော်လောက်ကပကြီးဆရာကြီးများရေးချဲခဲ့သောနိုင်ငံစည်းရေးပကြီးများစံချီရ၌တိရိတံမာတောကမင်းကြီးလက်ထက်မှစား၍ န်းတမော်ကျောင်းစီဆရာကြီးများအထုလုပ်တက်စင်ခဲ့သောကျောက်သားကျောက်ရုံနိဘတ်တော်ပုံများနှင့်အတူတူပင်ဖြစ်သည့်ကျွန်ုပ်တို့မြန်မာနိုင်ငံ၌ရှင်အုပ်တမကျော်သည်ဆိုခဲ့သောဆက်ဆက်နယ်လီစကြည့်သောတော်လာလင်ငါစသည့်ကဗျာကြီးများ၌ပါရှိသောရတသည်လည်းရှေးပကံလိုင်းကူဖရာပထိုးများတွင် ရှေးပကြီးဆရာကြီးများရေးချဲ့ခဲ့သောနန်ရန်ဆေးရေးပကြီးပုံများနန္နာကူကြီးတွင်ကျောက်သားပြင်ထုလုပ်ခဲ့သောနိဘတ်တော်ပုံများ၌ပါရှိသောရတနှင့်အတူတူပင်ဖြစ်သည် ရတမပါလင်တန်ဖိုးမရှိကြပြလင်ငါပကြီးပဘူးအကအစိုးအတီးမုတ်စသောအတတ်ပညာများကိုလိလာသူများနှင့်၎င်းပညာများကိုချီးမြှင့်အသုံးပြုသူများသည်ရတကိုဂယုပြုရန်လိုလေသည်မိမြကောင်းသောပကြီးမိမြကောင်းသောဇက်သည်ဝင်စသည်တို့ကိုခင်ကျင်းပြတာနိုင်စေကမူရတမပါလင်အချီးနှီးပင်ဖြစ်ချေထိုအတတ်ပညာများကို ကြည်ရမြင်ရကြားနာရသူတို့မှလည်း ရတကိုဂယုမပြုမင်းလင်အကျိုးမရှိနိုင်ချေအနောက်နိုင်ငံများ၌ပညာကျော်ကြီးများ၏ပကြီးလက်ရာဗပုလက်ရာစသည်တို့ကိုအဖို့တိမ်တန်ပေ၍ပြလာကြီးများ၌ထားခြင်းဖြင့်တပြီတောင်လုံးရှိလူတို့သည်ထိုပကြီးဗပုတို့၌ပါရှိသောရတကိုခံစားကြရလေသည်အတိမောကဆိုသမင်ပညာများကိုလည်းလက်မှတ်တစ်ဆောင်လင်300အထိပေး၍ကြီးစုကထိုပညာများ၌ပါရှိသောရတများကိုခံစားကြလေသည် ထိုရတမပါလင်အဖို့မိများပင် ပေးရ၍မိများပင်ကောင်းလာသည်ဆိုစီကမူတန်ဖိုးမရှိဖြစ်ပေသည်ကမ္ဘာလောကကြီးသည်လောဘဒေါသမောဟတရားများဖုံးလန်းလျက်ဇယိုက်ကြံထူပြောလာသည်ကြံကြုတ်ရိုင်းပြသောစိတ်များတထောင်းထောင်းထကတယောက်စီလဲတက်ဖြတ်ကြသည်တစုစီလဲတက်ဖြတ်ကြသည်အမှုမျိုးခေကြီးတို့ရ၍ကမ္ဘာသူကမ္ဘာသားဟူသည်တို့မှာတကြောက်လန့်လန့်နေတစိုးရင်ရင်နေရပေသည် လူတို့သည်ငကိုစိတ်ကြံကိုအမှုပညာများ၌ပါရှိသောရတကဆုံးမနှိမ်နှင်းထား၍သာဤမြခံတာပေသည်အကယ်၍သာဤရတကိုပညာရှိကြီးတို့မတွေ့၍လူတို့ရှိရင်ခြာပြေပြထားခြင်းမရှိခဲ့ပါမူယခုထက်အစပေါင်းများစွာသို့ပေလိမ့်မည်ကဘာကြီး၌ဒေါသအမျက်ချောင်းချောင်းထွက်လျက်တပ်ပါမည်ဟုဓာတ်တလက်လက်ကန်နေရာမှဂျိုးကူတန်ကလေးကိုကြားမိ၍မဖြစ်ပွားခဲ့သောလူတတ်မှုများဓမြတိုင်မည်ဟုလက်နှင့်အစုံနှင့်အသွာ လမ်းတွင်ရာခင်းထဲကရွတ်ဆူလိုက်သောဖျားရှိကိုယ်တန်ကိုကြားရ၍မတိုက်ဖြစ်သောဓမြမှုများတကဘာလုံးကိုဝါစာခြင်းလောက်အောင်အသက်နှလုံးတွင်ထဲသို့အမိုက်မောင်ကြီးတိုးဝင်လာကဖြူခွေးသော တိမ်တိုက်လေးများကို မြင်မိသည်ဖြင့်အလင်းရံကိုရခဲ့သည့်အမှုများစွာပင်ရှိပေလိမ့်မည်။ ရတသည်အမှုပညာ၏အချုပ်ဖြစ်သည်ထို့ကြောင့်ကျွန်ုပ်တို့သည်ရတကိုအထုဂိယပြုရမည်စသည်ဟင်းလျာ၏အချုပ်ဖြစ်တဲ့ကဲ့သို့ရတသည်အမှုပညာ၌အချုပ်ဖြစ်ပေသည်ရတကိုနားလည်အောင်ကြိုးစားရမည်ပညာတဲ့ဟူသွေးတို့သည်မိမိတို့ပညာလက်ရာများ၌ရတကိုထည့်သွင်းရမည်လူတိုင်းကလည်းမိမိတို့ဖတ်သောစာကြည့်ရှုသောပကြီးဗဘုဇတ်တပင်အစိုးကစသည်တို့၌ပါရှိသောရတကိုနားလည်၍ ခံစားတတ်ကြရမည်ဤတို့နှစ်ဦးနှစ်ဖက်ရတ္တကိုခံယူတတ်ကြမှာကျွန်ုပ်တို့လည်လာလျက်ရှိသောအလူပညာများသည်အထက်တန်းသို့ရောက်နိုင်မည် ထိုချင်းနေသို့ရောက်မှတဘာလူမျိုးတဘာတိုင်းပြည်များ၌ဖြစ်သောတသိန်းတန်ပကြီးကားကြီးများကိုတသန်းတန်ပပုယုတ်ကြီးများကိုကြည့်၍တရေယုံနေသောဘဝမှလွတ်၍ကျွန်ုပ်တို့ကိုယ်တိုင်ဖိုးတန်သောလက်ရာကြီးများကိုထုထုတ်နိုင်သောဘဝသို့ရောက်ကြပေလိမ့်မည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင် ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ